လောအခမမှန်မရတဲ့အပြင်ခန္ဓာကိုယ်နေရာလည်းမကြံအောင်မျိုးမျိုးနှိပ်စက်ညှိမ့်ပတ်မှုကြောင့်သွေးတန့်ရဲရဲနဲ့ထွက်ပြေးလာခဲ့ရတဲ့ဇူလိုင်လ25ရက်ကတောင်တကုန် NLD ရုံးမှာသူကြုံတွေ့ခဲ့ရမှုတွေကိုပြန်ပြောပြခဲ့ပါတယ်။နှိပ်စက်ခံရတဲ့မိန်းကလေးကသူ့အသက်10နှစ်အရွယ်လောက်မှာတောင်တကုန်4000ခန့်ကျေးရွာမှာအလှူလာလို့ရင်းရောက်တကုန်တော်ဝင်အိမ်ယာမှာနေထိုင်တဲ့အမျိုးသမီးကလာခေါ်သွားခဲ့တာဖြစ်တယ်လို့ကလေးရဲ့ဦးလေးကပြောပြပါဗျ။နောက်ပိုင်းအိမ်ပြောင်းသွားတာကြောင့် သတင်းစာနာမရဘဲဖြစ်ခဲ့ရတယ်လို့ဦးမျိုးဦးကပြောပါတယ်။၅နှစ်လောက်နှိပ်စက်ခံရပြီးမှသွေးတန်ရဲရဲနဲ့ထွက်ပြေးလာတာကြောင့်တွေ့တဲ့အိမ်တိန်ကအမှုဖွင့်ပေးခဲ့တယ်လို့ပြောပြပါတယ်။သူလိုက်နှက်နေတယ်ဆိုတော့ဒေါ်ရေးဝင်းကအလူလာလောက်တာခိုက်ခုံးကြောင်းအလူလာလို့တော့အဲအလူလာလို့တဲ့အချိန်မှာဒေါ်ရေးဝင်းရဲ့အမ်ကြီးဖြစ်ပြီးပါလာတယ်ပြောတယ်။ အမီးစုတူတူနဲ့ဟိုကစော့နေတော့စော့နေနဲ့ညနေကပြန်မယ်လို့တော့သတိလိုက်မလားလို့ဘယ်ယုံကခေါ်တယ်အဲ့ဒါနဲ့အဖေမေးမှဆိုရင်လည်းအဖေကလည်းကတတိပြောရင်လိုက်သွားလို့ပြောထည့်ပြလိုက်တယ်ပေါ့ထည့်ပြလိုက်ပြီးအဲ့ဒါပါသွားတော့အမသူကပထမအတိမ်မှသူကငှားနေတော့ငှားနေပြီးအဲ့ဒါကြောင့်သူကနောက်အိမ်ငှားသွားတယ်အခုကျွန်တော်တို့ဥတော်ဝင်အိမ်ရာဆိုတော့အဲ့ပထမနေတဲ့အိမ်ကလွဲသွားတယ်အမလွဲသွားတော့ကလေးလေးကအစနာပြောက်သွားတယ်အခုဆိုရင်တော့ကျွန်တော်တို့ဆိုရင်၄နှစ်ကျော်၅နှစ်နေမှတော့ရှိသွားတယ်ပေါ့အဲ့ဒေါ်အေးဝ င်းရရင်တော့ခုခတ်ပြေးလာတာသူအဲ့ရလေအိန္ဒိယဝင်ပြေးလိုက်တယ်အိန္ဒိယဝင်ပြေးလိုက်တော့အိန္ဒိယကနေပြီးတော့သူရဝတ္တပုတ်ချုပ်ရေးမူစီကိုလှမ်းအပ်ပေးလိုက်တယ်ဥပဒေအနေမှာကျွန်တော်တို့စီကိုဆက်သွယ်ပြီးအကြောင်းကြားပေးလိုက်တယ်အမှုဝင်လာတဲ့အချိန်တွေကအခုချိန်ကြီးကျွန်တော်တို့ဘာမှလည်းပြကြရမရှိဘူးပြန်ပြီးကျွန်တော်ဒရင်ပို့ရလည်းမရှိဘူးတကုံမြောက်ပိုင်း57ရက်ကွက်ကတော်ဝင်ရိတ်တာမှနေထိုင်တဲ့အင်ရှင်တွေဟာအပြစ်လုံးမိတဲ့အခါစိတ်တိုင်းမကြတဲ့အခါတွေမှာကောင်မလေးရဲ့ခေါင်းကိုတန်ရောက်မှနဲ့ခေါက် ရွနေပူလောင်းချင်းကျုံးနဲ့ရိုက်လက်စစ်တွေကိုတန်တုံနဲ့ရိုက်ရင်သားတွေကိုကကြင်းနဲ့ညှက်စတဲ့လူမဆန်တဲ့နှိမ့်ဆက်မှုတွေလုပ်ခဲ့တယ်လို့ဥလေးဖြစ်သူဦးမျိုးဦးကပြောပါတယ်။အလုပ်လုပ်ခဲ့တဲ့9နှစ်လုံးမှာလောအခအနေနဲ့9000တခါ1000တခါသာရခဲ့တယ်လို့ဆိုပါတယ်။နှိမ့်ဆက်ခံရမှုတွေကြောင့်ကုဋေကြောက်လန့်နေသေးတဲ့အင်ကူမင်းကလေးကလည်းသူ့ကိုတန်ကျုံးနဲ့ရိုက်ခဲ့တာတွေရင်ွေးပူနဲ့ပတ်ခဲ့တာတွေအကြောင်းပြောပြခဲ့ပါတယ်။ စိတ်ထဲမှာအလိုမကျရင်ရိုက်မှာစမ်းနဲ့လည်းရိုက်ပလျာနဲ့လည်းညံ့မွေးပူနဲ့လည်းပတ်ရင်းမွေးရဲ့ရောင်းမနဲ့လည်းဟုတ်ကိုယ်လည်းပြောရမင်းကိုယ်လည်းတရားအဲ့လို့ပြလေကုန်တော့လူမဆန်အောင်နှိစက်ခံထားရတဲ့မိန်းကလေးတွေမြောက်တကုံရဲစခန်းမှာ ပုံမှန်လေးခုတတ်ထားတာတွေ့ရပေမဲ့ ပုံမှန်တွေကနှိမ့်ဆက်ခံရမှုနဲ့ချင်းရင်မပြောပေါလောက်တာတွေဖြစ်နေပြီးရဲစခန်းအနေနဲ့ရိုက်နှက်ခဲ့တဲ့အင်ရှင်တွေကိုခေါ်တွေ့တာမျိုးမရှိသလိုထိထိရောက်ရောက်ကင်တွဲမှုလည်းအားနေနေတယ်လို့ဦးညီညီကပြောပါတယ် အဲပုံမှန်တက်တယ်ဆိုတဲ့အပေါ်မှာလည်းဒီကလေးငယ်ရဲ့ခံစားမှုနဲ့ပြပန်းလောက်တဲ့ပုံမှန်လေးတွေလို့အခုတို့ညံမီတလောက်သိရတယ်ဥမာဟိုကလေးကခေါင်းတွေမှာဟောဒီကိုလုံးမှာဟောစုလိမ့်နဲ့ရက်ခံထားတဲ့ဒဏ်ရာလို့သိထားရတယ်မြင့်မြင့်လည်းတွေ့ရတယ်တက်ထားတဲ့ပုံမှန်ကတော့အမ3ဒေါ်လက်နဲ့တို့ဆဲဆုခံရတယ်လို့ချိန်မုန်းခံရတယ်လို့အကင်းတကယ်တမ်းကျတော့ဒုမဆန်စွာဒီမတရားသဖြင့်နှိပ်စက်ခံထားရတဲ့ဆိုတဲ့ပုံမှန်တွေအနေနဲ့အားနည်းနေတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့ဒီဂျိုင်း ှစ်တဲ့အိမ်ရှင်တော်အေးဝင်းကိုခေါ်ယူတွေ့ဆုံတယ်လို့စုံစမ်းမေးမြန်းတယ်လို့အဲကျွန်တော်ဖန်ဆီးခံဖန်ဆီးထားတယ်ဆိုတော့တင်းမျိုးတွေကတော့လုံးဝမကြားသိရသေးဘူး